လေးနှစ်ကျော်အတွင်းမှာတော့စစ်ကောင်စီကြောင့်ချင်းလူမျိုးအယောက်တထောင်ကျော်တိတ်ဆုံးခဲ့တယ်လို့ချင်းရေးရာအဖွဲ့ချုပ် ICA ကထုတ်ပြန်လာပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလကနေဒီ2025ခုနှစ်မေလ31ရက်နေ့အထိစစ်ကောင်စီကြောင့်ချင်းလူမျိုးဒီ1099ယောက်တိတ်ဆုံးခဲ့တာဖြစ်တယ်လို့ချင်းရေးရာအဖွဲ့ချုပ်ကဇွန်လ18ရက်နေ့မှာထုတ်ပြန်ပါတယ်။တိတ်ဆုံးသူတွေဟာစစ်ကောင်စီကိုစန့်ကျင်ဆန္ဒပြတဲ့အချိန်စစ်ကောင်စီရဲ့ဖြစ်ခတ်မှု ှုကြောင့်328ရောက်အကြောင်းမဲ့ ပစ်သက်တက်ဖြတ်ခံရလို့200နှစ်ယောက်နောက်ပြီးတော့စစ်တပ်ကဖမ်းဆီးတက်ဖြတ်ခံရတဲ့သူနဲ့မရင်းချင်းခံရပြီးတော့အသက်ခံရတဲ့သူက63ယောက်လူသားတိုင်းအတွက်အုံပြုခံရပြီးတော့တေဆုံးသွားတဲ့သူက17ယောက်ရှိခဲ့တယ်လို့ဆိုပါတယ်ဒါအပြင်ဆေးဝါးမလုံလောက်လို့တေဆုံးတဲ့သူ24ယောက်မြေမြုပ်မိုင်းကြောင်83ယောက်ဘာသာရေးခေါင်းဆောင်18ယောက်နဲ့တိုက်ပွဲတွေထဲမှာကြာဆုံးသွားတဲ့တော်လန်ရေးအဖွဲ့ဝင်ကတော့ဒီ361ယောက်ရှိတယ်လို့ထုတ်ပြန်ထားပါတယ် え